္ဂလာပါရှင်ချင်းလန့် channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ26ရက်နေ့နောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့ရန်ကုန်မန္တလေးအမြင်လန်ဟောင်းပေါ်ကစစ်ကောင်စီစခန်9ခုကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးသေဆုံးကရဲအုပ်အပါဝင်3ဦးဖမ်းဆီးကြောင်းကြောက်တကားမြို့နယ် ဖယားကြီးကုံဂျေးရွာစစ်တပ်စခန်းကိုတက်ခိုက်သိမ်းပိမှုတွင်စစ်သား၄ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိကြောင်းငန်းစုံမြို့နယ်မြို့သားဆက်မှုဇုံမှကားနှစ်စီးဖြင့်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းဆွေတက်ခိုက်မှုတွင်၅ဦးသေဆုံးကြောင်းမြေအုပ်စေးရုံစေခန်းတိဆောက်မဲ့ကမ်ပိန်းတမတ်ရခိုင်နှုန်းထက်ကျော်လွန်ရရှိထားလို့ NUG ပြောဆိုကြောင်းယူကရိန်းသမ္မတဇေလန်စကီလှုပ်ကြံခံရလို့နေ ပါဖြစ်ရက်များကြုံခဲ့ရကြောင်းတို့ပြဖြစ်ပါရရှင်ရန်ကုန်မန္တလေးအမြင်လန်းဟောင်းပေါ်ကစစ်ကောင်စီစခန်9ခုကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးသေဆုံးကရဲအုပ်အပါအဝင်3ဦးဖမ်းဆီးခံထားရတဲ့တရင်ကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ ပခိုးတိုင်းမြောင်လေးပင်ကျောက်တကာဖြူးမြူနေအတွင်ရန်ကုန်မန္တလေးအမြင်လန်ဟောင်းပေါ်ကစစ်ကောင်စီတပ်ဖွဲ့တွေ အခြေချတပ်ဆွေထားတဲ့စခန်းကူးခုကိုတိုးလှန်ရေးပူပေါင်းတပ်ဖွဲ့တွေကယမနေ့ဇွန်လ25ရက်နေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးတေဆုံးကရဲအုပ်အပါအဝင်3ဦးကိုစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရင်းနေမင်းနှင့်ကွက်ကဲမှုအောက်ရှိ တဖွဲ့တွေနဲ့ကရင်အမျိုးသားလူမျိုးရေးတမတော် KNLA တဖွဲ့တွေကယနေ့ဂျွန်လ25ရက်နေ့မနေ့အစောပိုင်းတွင်တပ်ဆိုင်နဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာလို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတမတော် PDF စစ်ရုံးချုပ်ကထုတ်ပြန်ထားပါတယ်အစောပိုင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးထပ်မနေတည်ဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာရဲအုပ်တဦးအပါအဝင်73ပန်း3ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။တပ်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နက်ခေရများစစ်တုံးပစ္စည်းအမြောက်များကိုလေသိမ်းဆီးရရှိခဲ့ပြီးတိုက်ခိုက်မှုအတွင်းတိုလှိုင်းရေးတပ်ဖွဲ့ဝင်များဘက်မှရဲဘော်တို့ကြာဆုံးခဲ့ရပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကို အမှတ်နှစ်စစ်စင်ရင်းနေမယ့် တိုင်းစစ်ဌာနပခုယိုဟာ24ငကားနီစစ်ကြောင်းအာနာဝနတည်ရင်အမှတ်3533တည်ရင်ဖြူပကဖယိုဟာ25အမှတ်3032တည်ရင် Spring Warriors Column KNLA တည်ရင်ကိုယိုဟာ26တိုဝင်းဒေါင်းတည်ရင်တိုဂျီကန်တည်ရင်တို့ဘူပေါင်းလောက်ဆောင်ဖြစ်ခြင်းဖြစ်ကြောင်းပြီးတော့ကွေတမတော် PDF တိုင်းစစ်ဌာနပခိုးကပခိုးတိုင်းအတွင်းစစ်စီရေးတွေကိုဒုမြင့်ဆောင်ရွက်တဲ့ရှိပြီးပြည်သူများအနေနဲ့ဥပပေါင်းပါဝင်ပေးကြပါရန်မြစ်တာရိတ်ခန့်ထားတယ်လို့သိရှိရပါတယ်ရှင်။ကြောက်တကားမျိုးနဲ့ဖျားကြီးကုန်းကျေးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုတွင်စစ်သား၄ဦးတေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိထားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ပခိုးတိုင်းကြောက်တကားမြို့နယ်ဖျားကြီးကုန်းကျေးရွာတွင်အထိုင်ချတက်ဆွေးထားတဲ့ အကြံဖက်စစ်တပ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးပြီး၂ဦးအရှင်ဖမ်းမိကြောင်းသိရှိရပါတယ်။ယမနေ့ဂျွန်လ25ရက်နေ့နာနဲ့တန်နာရီခန့်အချိန်ကြောက်တကားမြို့နယ်ဖျားကြီးကုန်းကျေးရွာတွင်အင်အား၄၀ခန့်ဖြင့်အထိုင်ချက်တပ်ဆွေထားတဲ့အကြံဖက်စစ်တပ်စခန်းကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်3ခွန်3ရက်နေ့တည်ရင်နဲ့ KNLA တည်ရင် ကိုပူပေါင်းအဖွဲကဝင်ရောက်တက်ခိတ်ခဲ့ကြောင်းသူတို့တက်ခိတ်ခဲ့ရာတွင်နနက်တနာရီ40မိနစ်အချိန်စခန်းကိုအပိသက်တက်ခိတ်ချိန်မှုန်းနိုင်ခဲ့ကြောင်းပခိုးခရိုင်အမှတ်နှစ်တိတ်ရန် P23702 မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။စခန်းတိမ်တက်ပွဲအတွင်အကြံဖက်စစ်သား၄ဦးတေဆုံးခဲ့ပြီးနှစ်ဦးကိုအရှင်ဖမ်းဆီးရရှိကြောင်းကျန်ရှိနေတဲ့အကြံဖက်စစ်ကောင်စီတပ်သားများမှာစကန်းစုံခွာထွက်ပြီးခေရတဲ့အတွက် လက်နက်ခေရံများနဲ့အခြားစစ်တုံးပစ္စည်းများအားတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။ပခိုးခရိုင်အမှန်နှစ်တဲ့ရင် P23702 မှတာဝန်ရှိသူတို့ကအရှင်ဖမ်းမိတဲ့သူနှစ်ဦးကိုလိုအပ်တဲ့စစ်ဆေးမင်းမြတ်မှုတွေလုပ်နေပါတယ်။မိမချင်းတို့စစ်တုံးပန်းဥပဒေအရပဲဆက်လက်ဆောင်ရွက်သွားမှာပါ။ဒီသူတွေကိုတရင်စကားပါချင်တာကတောင်ပိုင်းမှာစစ်စင်မျိုးတွေကပူတူးလာဖို့ပဲရှိလို့ပူပေါင်းပါဝင်ပေးကြဖို့နဲ့ အတက်နိုင်ဆုံးထုတ်ပို့ပေးကြဖို့ပါယခုချိန်ထိကျွန်တော်တို့မှာကလိုအပ်ချက်တွေကရှိနေတော့ဆိုတော့ဂျီကာရိုဥထုတ်တော့လက်နက် KN လိုအပ်ချက်တွေပေါ့ဒါတွေကလည်းပြည်သူမှမထုတ်ပန့်ရင်ပြည်လာမှမဟုတ်ဘူးဆိုတာလေးပြောချင်ပါတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတူပြောပြောဆိုထားပါတယ်။အဆိုပါစကန်သိန်းတိတ်ပွဲတွင်တွန်လိုင်းပူပေါင်းတပ်ဖွဲ့မှရဲဘော်နှစ်ဦးအထိခိတ်ရှိခဲ့ကမကြဆုံကြောင် အကြံဖက်စစ်တပ်စခန်းကိုအပြစ်သက်ချေမုန်းနိုင်ခဲ့ပြီးနောက်ပြန်လေဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်ရှင်။နန်းစုံမြို့နေမြို့သားစစ်မှုဆောင်မှကားနှစ်စီးထင်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုမိုင်းဆွေးတိုက်ခိုက်မှုတွင်ငါးဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မန်လေးတိုင်းနန်းစုံမြို့နေမြို့သားစစ်မှုဆောင်မှကန်စီပြန်ထွက်လာတဲ့အကြံပစစ်ကောင်စီတပ်သားများကိုမှန်ဆွေတိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးခဲ့ကြောင်းသိရှိရပါတယ်။ ဇွန်လ24ရက်နေ့ညနေ6:15မိနစ်ခန့်တွင်ငန်းစုံမြို့နယ်မြို့သားစမှုစုံကျေးမှစစ်ကောင်စီတပ်သား50ခန့်ဟာဂွေကုံစစ်တပ်အထိုင်စခန်းကိုလိုက်ထရက်ကနှစ်စီးဖြင့်ထွက်လာစဉ်ဒေါ်လိုင်းကြီးတစ်ဖွဲ့များကမိုက်ဆွေတိုက်ခိုက်ခဲ့ကြောင်းယင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများခဲ့ကြောင်းမိုင်းဆွေတက်ခဲမှုဖြစ်သွားပြီးနောက်တည်ဆုံသွားတဲ့စစ်သားမတအလောင်းများနဲ့တန်ရာရစစ်သားများကို မြို့သားစေယုံထေကိုပူဆောင်ခဲ့ကြောင်း၎င်းညီပြောက်ကြားတပ်ဖွဲ့မင်းချံမှတာဝန်ရှိသူတဦးကပြောဆိုထားပါတယ်။၎င်းညီပြောက်ကြားတပ်ဖွဲ့မင်းချံမှတာဝန်ရှိသူတဦးကစစ်ခွေးအင်အားက90လောက်ပါတယ်။ဝေကုံစစ်ခွေးအထိုင်စခန်းဘက်ကိုမောင်းနှင်လာတဲ့ light truck က2စီးနဲ့မြူတာနဲ့ဝေကုံအကြားမှာပေပါမိုင်းနှလုံးနဲ့မိုင်းဆွေတက်ခဲ့ကြတာပါ။ ချစ်ခွဲ၅កောင်တည်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိထားတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမင်းချန်ခရိုင်တိုင်နေ၃နဂါးနီပြုတ်ကြားပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းကြီးရဲဘော်များအထိခိုက်မရှိကြံနေဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။မြောက်ဆေးရုံစေခန်းတိဆောက်မဲ့ကမ်ပိန်းတက်မှတ်ရခိုင်နှုန်းထက်ကျော်လွန်ရရှိထားလို့ UNG ပြောဆိုထားတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ အာနာတင်းစစ်ကောင်စီရဲ့ပုံကျေးတံကိုခန့်နိုင်တဲ့မြေအုပ်စေယုံစေခန်းတိစောက်မဲ့ကမ်ပိန်းမှာလက်ရှိတွင်တမတ်ရခိုင်နှုံထက်ကြိုလွန်ရရှိထားကြောင်းအမျိုးသားညီဝင်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံထံမှသိရှိရပါတယ်။ NUG ဂျမအီဝန်ကြီးဌာနကပြည်သူလူထုကိုလုံခြုံစွာနဲ့ဂျမအီဆောင်ရှောက်မှုများပေးနိုင်ရန်စေယုံရှိယုံအထိ ဆောက်လုပ်နိုင်ရေးရထားတဲ့ Safe Hospital Safe Healthcare Campaign ကို PKRM မေလာကလေးကပြုလုပ်နေကြောင်းသိရှိရပါတယ်။ NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေပုံလက်ကယခုဒီ campaign က130ရာခိုင်နှုန်းမိပါလို့တော့ရရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ campaign ပိတ်မဲ့ကာလအထိဆက်လက်ပြီးပါဝင်ပေးကြဖို့ကျွန်တော်တို့ကတောင်းဆိုလိုပါတယ်လို့ AWG Time ကိုအတည်ပြုပြောဆိုထားပါတယ်။ ်တမတ်ရထားတဲ့ငွေကြေးထက်ပိုမိုရပါကမေကင်းလုံခြုံတဲ့ဆေးရုံများပို၍တည်ဆောက်နိုင်ပြီဖြစ်တာကြောင့်ရခိုင်နှုန်းပြီးသွားတော့လေထက်မှန်ပါဝင်ပေးကြရန် တိတ်တွန်းပြောကြလို့ကြောင်းဦးနေပုံလက်ကပြောဆိုထားပါတယ်အဆိုပါကမ်ပိန်းကိုပြီးခဲ့တဲ့မေလ24ရက်နေ့မှာစတင်၍ယခုကျွန်လ30ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး American Dollar 4သိန်းရင်ပိုင်း၍ဈေးရုံရှိရုံအထိဆုပ်လုပ်နိုင်ရန်ညှိထားတဲ့လက်ရှိတွင်မြေအုပ်ဈေးရုံ2ရုံ စတင်ဆုပ်လုပ်နေရရှိကြောင်းသိရှိရပါတယ်စစ်ကောင်စီဟာအာဏာသိမ်းပြီးနောက်စတင်ကြောင်းများကိုတာမကဈေးရုံဈေးခန်းများကိုပါတနေ့တခြားပြတ်မှတ်ထားတိုက်ခိတ်နေတာကြောင့် NUG ဂျမယူဝန်ကြီးဌာနကကမ်ပိန်းပြုလုပ်က 2K3 လောက်ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရင်ပုံကျေးတံခန့်နိုင်တဲ့မိအုပ်ဈေးရုံနှစ်ရုံကိုမိတိနေရတွင်တိစောက်နေခြင်းနဲ့နောက်တူထပ်မံတိစောက်နေမှုများရှိမရှိကိုမူမြေပင်လုံးချုံရိပ်ရ ြိုးရိပ်နေရသေးကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ယူကရိန်းသမ္မတဇီလန်စကီလှုပ်ကြံခံရလို့ဒီပါဖြည့်ရများကြုံခဲ့ရတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ယူကရိန်းသမ္မတဘိုလီဒီမီယာဇီလန်စကီဟာဆိုဗီယက်ခက်စစ်မှုထမ်းဟောင်း ပိုလန်လူမျိုးပင်စင်စာတဦးရဲ့လောက်ကျန်တက်ဖြတ်မှုခံရလူမျိုးပါကြုံခဲ့ရကြောင်းယူကရိန်းလုံခြုံရေးဌာန SSU အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးဘာစီမယ်ယက်ကယူကရိန်းမီဒီယာနဲ့သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့တယ်လို့ Newsweek ကဖော်ပြခဲ့ပါတယ်။ရုရှားကပိုလန်နိုင်ငံ Rzeszo ဂျက်ဆန်ကာလေးစိတ်တွင်ဇေလန်စကီကို FPV drone တမမဟိုစနိုက်ပါရိုင်ဖယ်ဖြင့်လောက်ကျန်ရန် ိုလန်နိုင်ငံသားကိုခိုင်းစေခဲ့ပါတယ်။သို့တော် SSU နဲ့ပိုလန်ပြည်တွင်းလုံခြုံရေးအဖွဲ့ရဲ့ပူပေါင်းတားဆီးနိုင်ခဲ့မှုကြောင့်လောက်ကျန်မှုအထာမမြောက်ခဲ့ဘူးလို့သိရှိရပါတယ်။ယန်းဟာဇယ်လန်စကီအတွက်ပထမဆုံးအကြိမ်လောက်ကျန်ခံရခြင်းမဟုတ်ပါဘူး။၂022ခုနှစ်ဖေဖော်ဝါရီလတွင်ရုရှားကယူကရိန်းကိုဒူးကျော်ပြီးကြေကဇယ်လန်စကီဟာအကြိမ်ကြိမ်တမတ်ထားခံရပါတယ်။ ဇီလန်စကီကထုတ်ဆက်ရမျိုးကိုအချိန်ကြီးမဖမ်းမိနိုင်လောက်အောင်ကြုံခဲ့ရကြောင်း2023ခုနှစ်ကဝန်ခံခဲ့ပါတယ်ဇီလန်စကီအားလုံးချန်တဲ့နောက်ထပ်ဂျူပန်မှုတစ်ခုမှာ2024ခုနှစ်မေလကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးဒီတွင်လုံချုံရေးဌာနမှယူကရိန်းဗိုလ်မှူးကြီးနှစ်ဦးကရုရှားသို့တရင်ပေးကဇီလန်စကီနဲ့အခြားထိတ်တန့်အရာရှိများကိုတည်ရန်စီစဉ်နေခဲ့ကြောင်း Newsweek ကဖော်ပြခဲ့ပါတယ် ဗီကရနစ်ကအလွန်အင်ကြီးတဲ့စစ်စင်ကြီးတစ်ခုရှိခဲ့တယ်။ယူကရိန်းလုံခြုံရေးဌာန SSU ဟာနိုင်ငံတော်လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့တွင်ကဌာနအကြီးအကဲဖြစ်တဲ့ဘူမှူးကြီးတဦးကိုထိမ့်သိမ်းခဲ့ပါတယ်။သူနဲ့အတူတခြားဘူမှူးကြီးတယောက်ကိုလည်းဖမ်းဆီးခဲ့တယ်။သူတို့နှစ်ယောက်လုံးကရုရှားဖက်ဒရယ်လုံခြုံရေးဌာန FSB အထူးသဖြင့်စစ်စင်ရေးဆိုင်ရာတရင်အချက်အလက်ဌာနအတွက်အလုပ်လုပ်ပေးနေကြတာပါ။ တို့ကကျွန်တို့ရဲ့သမ္မတဇီလန်စကီကိုလောက်ကျန်ဖို့စီစဉ်နေခဲ့ကြတာပါလို့ယူကရိန်းဒုတိယဗိုလ်ချုပ်ကြီးဗာစီမာယက်ကပြောဆိုထားပါတယ်။၎င်းတို့ဟာဂျေးစာများကိုခါပြီးယူကရိန်းသမ္မတယုံအနီးတဝိုက်ဇီလန်စကီရှိနေချိန်တွင်တိုက်ခိုက်မှုလှုပ်ဆောင်ရန်စီစဉ်ခဲ့တယ်လို့ဆိုပါတယ်။ဇီလန်စကီဟာဂျွန်လ23ရက်ကဗီတင်တို့သွားက Chelsea ဘီယင်နဲ့တွေ့ဆုံပြီးနောက် ရုရှား drone နဲ့ဒုံးကျည်များကယူကရိန်းကိုပြန်လည်တိုက်ခိုက်လာချိန်တွင်လုံခြံခံရတဲ့တရင်များထွက်ပေါ်လာခြင်းဖြစ်တယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်တရင်စီစဉ်ကိုတော့ကျွန်တော်နဲ့ပဲရနာသွားပါမယ်ရှင်။ Challenge Channel တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခံရောက်နိုင်ကြပါစေရှင်။